ရှမ်းပြည်မြောက်ပိုင်းလာရှိုးမြို့မှာစစ်ကောင်စီနဲ့ MNDAA တို့အော်တိုဘားလ31ရက်ကထပ်မံတွေ့ဆုံခဲ့တယ်လို့ MNDAA နဲ့နှီးဆက်သူဒေသခံတွေစီကသိရပါဗျ။ပြီးခဲ့တဲ့စက်တင်ဘာလ16ရက်နေ့တွေ့ဆုံမှုအပြီးတလားခွဲကန့်အကြံမှာထပ်မံတွေ့ဆုံခဲ့တာဖြစ်ပြီးတိန်နီမျိုးကိုပြန်ပေးဖို့ကိစ္စအဓိကဆွေးနွေးတာဖြစ်တယ်လို့ဆိုပါရယ်တိန်နီပြန်ပေးဖို့ကိုကံမှာအစီအစဉ်မရှိဘူးခမ။၁၀၀လောက်တရုတ်လုပ်ငန်းရှင်တွေပါစစ်တပ်အကြက်ရိုက်အောင်ခေါ်ထည့်ထားတယ်။တချို့တော့ပြန်ရုပ်သွားတာရှိတယ်။ လာရှိုးမြို့နယ်ထဲကထိန်းချုပ်ဒေသတွေကိုလည်းတရုတ်ကျောင်းတွေထပ်ဆောက်တာစာတင်ကျောင်းတွေပြုပြင်တာဂိတ်တွေထပ်တိုးချဲ့တာကန့်စစ်ပြင်တာတွေလုပ်ထားတယ်လို့ MNDAA နဲ့နီးစပ်သူကမဲခေါင်ကိုပြောပါတယ်တွဲဆုံမှုကမနက်9နာရီကနေညနေ3နာရီကျော်ထိသာကြာမြင့်ခဲ့ပြီးဆွေးနွေးမှု အသေးစိတ်ကိုနှစ်ဖက်တပ်တွေကခုချိန်ထိ ထုတ်ပြန်မှုမရှိသေးပါဘူးဆွေးနွေးမှုတွေကတော့တိမ်တီပြန်ပေးရေးတရုတ်ကဖန်တာစင် MNDAA ခေါင်းဆောင်လေးဦးပြန်လွှတ်ရေးနဲ့ တရုတ်ဘက်ကပိတ်ထားတဲ့ဘဏ်အကောင့်တွေပြန်ဖွင့်ပေးရို့ပါဝင်နိုင်ကြောင်းသတင်းရင်းမြစ်တူကတုံ့တက်ပါရယ်ရှမ်းမြောက်စစ်စင်ရေးမှာအမှန်တကယ်စစ်ရှုံးသူက အာနာသိန်းစစ်တပ်ဖြစ်တယ်လို့ရှမ်းမြောက်စစ်စင်ရေးတွေနဲ့လက်ရှိနိုင်ငံရေးစစ်ရေးအခြေအနေတွေကိုကဲခံနေတဲ့နိုင်ဂျင်းတူကတုံ့တက်ပါရယ် MNDA ဟာလက်ရှိချိန်မှာတိန်နီမျိုးကိုအောက်ချိုရေးပိုင်းတုံးမြင့်လှုပ်ဆောင်လျက်ရှိနေပြီး တိန်နီပြည်သူစေယုံကိုလည်းအစစ်မြင့်စေယုံအဖြစ်အသက်ပြန်လဲတိဆောက်ကရေဘူးစစ်စေးဂိတ်ကိုလည်းဖွင့်နိုင်မှုအကျိုးပန်းနေတယ်လို့မြေပြင်သတင်းတွေအရာသိရပါတယ်။တရုတ်ရဲ့ဂျားဝင်ဖိအားပေးမှုကြောင့် MNDAA နဲ့စစ်ကောင်စီတို့အကြားအပြစ်ရခဲ့ပြီး MNDAA ထိန်းချုပ်တဲ့လာရှိုးမျိုးပေါ်ရက်ကွာ၁၂ခုကိုပြီးခဲ့တဲ့ဧပြီလ၂၂ရက်ကစစ်ကောင်စီကိုပြန်လည်လွှဲပြောင်းပေးခဲ့ပါတယ်။